မင်္ဂလာပါရှင်ရှယ်ရီလက်ပိုင်မကနေကြိုဆိုပါလေရှင်ဒီနေ့ရီတင်လေးကတော့အပတ်စဉ်ပြုလုပ်ပေးနေကြ Sunday Love Message ရီတင်လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ရီတင်လေးရဲ့ခေါင်းစဉ်လေးကတော့သူ့အတွေ့အထိမှာကိုရှိလားဆိုတဲ့ဒီမိကွန်းခေါင်းစဉ်လေးကိုမနှုတ်ရီလေ့လာကြည့်ကြမှာဖြစ်ပါတယ်ရှင်အဲ့တော့သူ့အတွေ့အထိမှာကိုရှိလားဆိုတဲ့ဒီနေ့ရီတင်လေးမှာမွန်ပြုလုပ်ပေးနေကြတိုင်း group လေး၃ခုကိုမွန်စီစဉ်ထားပါတယ်ဒါလေးကတော့ group 1လေးအတွက်ဖြစ်ပါတယ် ဒါကတော့ group 2အတွက်ဖြစ်ပါတယ်။ဒါကတော့ group 3အတွက်ဖြစ်ပါတယ်ရှင်။အဲ့တော့သူ့အတွေ့အထိမှာကိုရှိလားဆိုတော့ဒီနေ့ reading ကောင်းစဉ်လေးကိုမနိုလေးလာကြည့်ကြမယ်။အဲ့တော့အခုဒီ energy လေးတွေကတော့မောအတွက်ကတော့စိတ်ဝင်စားစရာကောင်းတယ်လို့အမောမြင်မိတယ်ပေါ့နော်။ဆိုတော့အဲဒါတငယ်ချင်းတို့လည်းမိမိနဲ့တက်တက်ကပ်ကလေးတွေကိုရွေးချယ်ပြီးတော့ဆက်ပြီးတော့လေ့လာနိုင်ပါတယ်ရှင်။အဲ့တော့ဆိုရင် group 1လေးနဲ့ပြန်လာခဲ့ပါမယ်ရှင်။ မင်္ဂလာပါရှင်ရှယ်ဒင်းလာပိုင်မွန်ကနေပြန်လည်ကြိုဆိုပါရစေအခုဒီနေ့ကတော့ဒီနေ့ reading လေးကအာ Sunday Lab Message reading လေးရဲ့သူ့အတွေ့အထဲမှာကိုရှိလာဆိုတဲ့ reading ကောင်းစဉ်လေးဖြစ်ပါတယ်အခုဒီကတ်ကလေးကိုရေးထားတဲ့သူလေးပေါ့နော်သူ့အတွေ့အထဲမှာကိုရှိလာတဲ့အဲ့တော့ကတ်ကလေးကတော့ချစ်စရာကောင်းတယ်ပေါ့နော်မလို့အရင်ဆုံးလေးလာကြည့်ရအောင်သူ့ရဲ့အတွေ့အထဲမှာအခု group ဝင်လေးရွေးချယ်ထားတဲ့သူ့ဆိုတဲ့သူပေါ့နော်သူ့ရှိနေဖို့တော့လိုတာပေါ့နော် ူရှင်တဲ့လူတွေကိုရွေးချယ်ပါပြီးတော့ရေတော့သူ့အကြေထဲမှာကိုရှိနေလားဆိုတာကိုကိုလေးလေးလာကြည့်ရအောင်သူ့အကြေထဲမှာကိုရှိနေလား page of wands key of fortune source okay အဲ့တော့သူ့အတွေ့အကြုံမှာကိုရှိနေလားလို့မေးရင်တော့ yes ရှိနေတယ်လို့ပဲမောကတော့ဖြေချင်ပါတယ်เนาะအဲ့တော့သူ့ရဲ့အတွေ့အကြုံမှာကိုကလေပြောရရင်တော့စူးမှုနေတယ်လို့တော့မမြင်နဲ့เนาะအဲ့တော့သူ့ရဲ့အတွေ့အကြုံမှာကိုရဲ့အနေကိုอืมဘယ်လိုပါမလဲတချို့လေးတွေပေါ့เนาะအခုမှစတွေ့ကြတဲ့သူလေးတွေကိုတွေ့ရတယ်ပေါ့เนาะအခုမှစပြီးတော့စိတ်ဝင်စားကစစတွေ့ရတဲ့သူလေးတွေ true love new love ပေါ့ true love ဆိုတာထက်ဆိုင် new love ကိုပို့ပြီးတော့တွေ့ရပါတော့เนาะအဲ့တော့သူ့တွေ့တယ်မှာကိုရှိနေလားဆိုရင်တော့ yes ရှိနေပါတယ်အခုအချိန်မှာသူကကိုနဲ့ပတ်သက်ပြီးတော့လေအရန်ကို active ဖြစ်နေတယ်အဲအခုမှစပြီးတော့စကားပြောနေတဲ့သူလေးတွေအခုမှစပြီးတော့ intro ဝင်နေတဲ့သူလေးတွေနော်အဲ့လိုလူမျိုးလေးတွေဆိုတာကိုတွေ့ရတယ်ကိုယ့်ရဲ့ဘလို့အနေထားသူ့တွေ့တဲ့ကိုရောက်နေလဲဆိုတော့ကိုယ့်ရဲ့ style ခမိုင်မိုင်ကလေးနဲ့ကိုကဆွဲဆောင်မှုပြေးနေဒါမျိုးလေးပေါ့နော်ကိုကစကားပြောရင်လည်းခက်ပြက်ပြက်ပဲအဲ့လိုမျိုးပေါ့နော်အညောင်အညောင်နဲ့အဲ့လိုမျိုးဟာကိုမဟုတ်ဘူးဟိုသူကအာအာဒီ ီတယောက်မိုက်တယ်အဲအဲ့လိုမျိုးပေါ့နော်ကကောင်းမလေးပဲဖြစ်ဖြစ်ကောင်းလေးပဲဖြစ်ဖြစ်အာမိုက်တယ်စကားပြောရင်ကပ်ပြက်ပြက်ပဲအာသူ့ပုံစံလေးက attraction ရှိတယ်အာသူများနဲ့တိတ်တူသူပုံစံလေးကထူးခြားနေတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်သူอืมသူ့တွေ့ထဲမှာရောသူ့ရဲ့အဲဘယ်လိုကောင်းမလဲတခုခုပေါ့နော်ဒီ ီအเจ้าရာပဲပြန်ပြန်ရောက်လာတယ်သူစာလုံးနေရင်တောင်မှကိုအเจ้าကရောက်လာတယ်အဲအဲ့ဒီလိုမျိုးပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့သူ့တွေ့တဲ့မှာကိုရှိလားဆိုရင်တော့ကိုရှိတယ်သူ့ပင်မဲ့လေသူ့လက်ကိုနေကြတဲ့တဲမှာလေကိုကနည်းနည်းလေးပို့ပြီးတော့အာအဲ strong ဖြစ်တယ်ပေါ့နော်အဲ့တော့သူကကြောင်နည်းနည်းလေးအဲကိုကိုလိုက်ရမှာနည်းနည်းဆိုးရွံ့နေတဲ့ပုံစံလေးတော့တွေ့တယ်ပေါ့နော်အဲ့ဒါလေးကိုတွေ့ရပါတယ် အဲ့တော့သူ့တွေးထဲမှာကိုရှိလားဆိုတော့ तू ကကိုကိုတကယ်လို့ propose လုပ်ရမယ်ဆိုရင်စိုးရိမ်နေတဲ့တောင့်နေတဲ့ပုံစံလေးကိုလည်းတွေ့ရပေါ့နော်အဲ့တော့သူ့တွေးထဲမှာကိုရှိတယ်ဆိုတော့သူ့တွေးထဲမှာကိုကဘယ်လိုပုံစံမျိုးနဲ့ရှိနေလဲမလို့လေးလာကြည့်အောင်ဆက်ပြီးတော့ ရဲ့အကြောင်းကရောက်နေတယ်။မွန်တီတဲထဲမှာမြင်ရတဲ့တချို့တော်တော်များများပေါ့နော်။တော်တော်များများချို့တော်သူလေးတွေကဟိုသူနဲ့ကိုယ်နဲ့ခြားတဲ့တဲမှာလေနည်းနည်း level ဟတဲ့ပုံစံလေးကိုနည်းနည်းလေးတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒါ level ဟနေမယ်။ဟိုမှာယာဒူးအဖြစ် အဲကွာချနိုင်မယ်အဲတက်ရွယ်အဖြစ်နဲ့ကွာချနိုင်မယ်ဒါမို့ဒါဘဝပြီးအခြေအနေအဖြစ်ပေါ့နော်အာကွာချနိုင်မယ်ပေါ့ဒါမျိုးလေးကိုတွေ့ရတယ်အဲ့တော့သူ့တွေ့တယ်မှာကိုရှိနေတယ်ဆိုပေမဲ့ကိုကနည်းနည်းလေး level ကမြင့်နေပြီးတော့သူကကိုကိုလိုက်ဖို့အတွက်သူစူးစမ်းရအောင်ပဲပေါ့နော်ထဲထဲဝင်ဝင်တော့တော်တော်ကြီးစိုးမိုးထားတဲ့ပုံစံကိုတွေ့ရတယ်အဲ့တော့ဒါပေမဲ့သူကလေသူကကြတော့ ဟိုဘယ်လိုခေါ်မလဲဒီဒီ connection လေးမှာကြည့်ရတာကတစ်ဖက်ဖက်မှာကအရန်ကိုမှဟိုဘယ်လိုခေါ်မလဲ celebrities လိုမျိုးနာမည်ကြီးကြတယ်အဲကိုယ်ဒီပတ်ဝန်းကျင်မှာဗောနော်ကိုရက်တည်နေရတဲ့ပတ်ဝန်းကျင်မှာဆိုရင်လည်းကိုကအနေအထားတစ်ခု role တစ်ခု model အဲ့လိုမျိုးတစ်ခုပုံစံမျိုးနဲ့ရှိနေတယ်အဲ့တော့တစ်ဖက်လူကဒါအပေါ်မှာအရန်ကိုသဘောကျတယ်ဒါပေမဲ့ဒါကို live ဖို့အတွက် ဖြစ်တော်ဖြစ်နိုင်မှာကွာဆိုတဲ့ပုံစံမျိုးလေးကိုတော့ပွန်တီထဲမှာတွေ့ရတယ်။အဲ့တော့သူတွေ့တဲ့မှာကိုရှိနေလားဆိုတော့ရှိနေတယ်။ဒါပေမဲ့သူ့ကိုသူ confidence လုံးဝမရှိဘူး။ဒီလိုက်နဲ့လက်လွတ်လိုက်ကောင်းမလားမသိပါဘူး။အရန်သဘောကျရတဲ့ပစ္စည်းလေးတစ်ခုအရန်စည်းကြည့်တယ်။အိုးသဘောကျတယ်ဒါပေမဲ့မဝင်နိုင်ပါဘူး။ဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့ဒီလိုပုံစံမျိုးလေးတော့ဖြစ်နေတာကိုဒီထဲထဲမှာတွေ့ရပါတယ်နော်။အဲ့တော့အာအတွေးနဲ့တယ် ချစ်သူဖြစ်ဖို့လန့်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတော့ဒီထဲထဲမှာတွေ့ရတယ်။ဒါကတော့မောများသောအဖြစ်တွေ့ရတဲ့ energy ဟာ new love တွေဖြစ်ပါတယ်နော်။စင်တီကနက်ရှင်လေးဒါရီဆက်ဖြစ်လာနိုင်ရဲ့ရှင်။နိုင်အောင် tonight your cups the devil โอ้အရန်ကိုလည်းတအရန်ကိုလည်းသဘောတွေကြဆွဲလဲလူချင်းစိတ်ကလေးတွေကတဖွာဖွာဒါပေမဲ့လည်းမဖြစ်နိုင်ပါဘူးဆိုပြီးတော့မြူသိမ့်ချိန်မဲ့ခံစားနေမဲ့ပုံစံလေးကိုတော့မွန်တီတဲ့တဲ့မှာတွေ့ရပါတယ်တစ်ဖက်လူရဲ့ energy ကလေအဲကြည့်နေနည်းနည်းလေးအောင်တနာချင်းတလူလူဖြစ်လာတယ်เนาะခယုနာတတ်ချင်းတလူလူတောင်ဖြစ်လာတယ်အဲ့တော့တစ်ဖက်လူကကိုယ့်အပေါ်မှာအများကြီးပေါ့เนาะစိတ် အာခန်းစားချက်ကလေးတွေရှိတယ်ပေါ့နော်အာရမ်းချလိုက်တာဆိုတော့ energy မဟုတ်သေးဘူးဒါပေမဲ့ခန်းစားချက်ရှိတယ်ဒါပေမဲ့သူ့မှာစိုးရွံစိုးရွံနေတယ်ပေါ့နော်စိုးရိမ်နေတယ်ဒါမျိုးလေးတွေကိုလည်းတွေ့ရတယ်နောက်ထပ်တစ်ခုကတဖက်လူပေါ့နော်အဲ့လိုသူ့ဆိုတဲ့သူအခု group 1လေးထဲမှာ group 1လေးစီမှာ အာချစ်သူရှိတယ်ထားလိုက်ပါတော့လို့ချစ်သူရှိတယ်ပတ်သက်နေတဲ့သူရှိတယ်အဲစကားပြောနေတဲ့သူရှိတယ်ဆိုရင်တစ်ဖက်လူကသူကနည်းနည်းရိပ်မိတယ်တည်တယ်ပေါ့နော်အဲ့လိုဆိုတော့လေဒါကိုစိုးရိမ်နေတယ်ဒီဟာကြီးကိုဖြစ်တဲ့မူထင်ပါလေသူ့မှာချစ်သူရှိတယ်ငါဒီတိုင်းပဲနေလိုက်တာကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့တဖန်လူကကိုယ့်အပေါ်မှာဆွဆွလန်းလန်းတော့ရှိနေတယ်ဆိုပေမဲ့သူ propose လုပ်ဖို့ ဝင်လေးနေပါအောင်မယ်ဆိုတဲ့ပုံစံလေးကိုတော့တွေ့ရပါတယ်ဒါပေမဲ့သူကလေကိုနဲ့ပတ်သက်ရင်အရန်ကိုမှဟိုစိတ်ကူးလေးတွေရှိတယ်မျောလင်းချက်ကလေးတွေရှိတယ်ဆိုတဲ့အားလေးကိုတွေ့ရပါတယ်သူ့တွေ့တဲ့မှာကိုရှိလားဆိုတဲ့ခေါင်းစဉ်လေးအရင်အဖြစ်ကိုကြည့်ရမယ်ဆိုရင်တော့သူ့တွေ့တဲ့မှာကိုတော်တော်ကိုလေးလေးနက်နက်ရှိနေတာကိုတွေ့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်အဆက်အဆက်အဆင်ပြေကြပါစေရှင် င်္ဂလာပါရှင်ရှယ်လေးလက်ပိုင်းမောင်ကနေပြန်လည်ကြိုဆိုပါရစေအခုဒီနေ့ reading လေးကတော့ Sunday Lab Message reading လေးရဲ့သူ့အတွေ့ထဲမှာကိုရှိလာဆိုတဲ့ဒီ reading ကောင်းစဉ်လေးကိုမနိုလေးလာကြည့်မှာဖြစ်ပါတယ်ရှင်ဒါ group 2လေးအတွက်ဖြစ်ပါတယ်သူ့အတွေ့ထဲမှာကိုရှိလာသူ့အတွေ့ထဲမှာကိုရှိတယ်အဲ့တော့ group 2လေးရဲ့တစ်ဖက်လူရဲ့အတွေ့ထဲမှာလေကိုရှိပါတယ်နော် ပူရှိပါတယ်အဲ့တော့ခုဘက်မှာဖြစ်ဖြစ်သူ့ဘက်မှာဖြစ်ဖြစ်ပိုင်ဆိုင်တဲ့သူတယောက်ယောက်ပတ်သက်နေတဲ့သူတယောက်ယောက်ရှိနေတော့ညာလေသူ့အတွေ့အထဲမှာကိုရှိနေပါတယ်တစ်ဖက်မှာလည်းရှိနေရင်းနဲ့ကိုမှသူ့အတွေ့အထဲကိုကိုကရောက်နေတာကိုတွေ့ရပါတယ်ရှင် group 2လေးဖြစ်ပါတယ် okay ဒါဆိုရင် group 2လေးဘယ်လိုလဲလေ့လာကြည့်ရအောင်သူ့အတွေ့အထဲမှာကိုရှိလား ကိုရှိလားတဲ့ကြည့်啊ဆိုရင် group 2လေးကို mention တယ် group 2လေးအတွေ့ထဲမှာရော သူရောက်နေတယ်မဟုတ်လားဒီထဲထဲမှာလေတော်တော်များများလေးကိုဗာတွေ့ရလဲဆိုတော့တစ်ဖက်ဖက်မှာတစ်ဖက်ဖက်မှာတက်ဆိုင်သူအာရှိတယ်တက်ဆိုင်သူလေးရှိတယ်ဗောနော်အာဒါပေမဲ့ကို့အကြောင်းကိုလည်းအများကြီးခေါင်းနဲ့ရောက်နေတယ်ဆိုတဲ့သူလေးတွေကိုတွေ့ရပါတယ်အဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့ဟိုတချင်းလို့ မြင်တယ်စိတ်ကူးလေးလေးမြင်တယ်စာအိမ်မက်ထဲလေးမြင်တယ်စာအဲ့လိုပုံစံမျိုးဖြစ်နေတယ်အဲ့တော့ group 2လေးရဲ့အဲတပတ်လူရဲ့အတွေ့အထိမှာကိုကရှိနေတယ်သူမျက်စိပိတ်ထားလဲရှိနေတယ်အိမ်မက်ထဲမှာလဲရောက်နေတယ်အတွေ့အလေးထဲမှာသူကကိုကပေါ့နော်သူ့ကိုတော်တော်လေးနေရာဆိုမူထားတဲ့ပုံစံကိုတွေ့ရတယ် but but သူ့ဘယ်မဲ့လဲသူ့ဘက်မှာတစုံတစ်ယောက်ရှိနေတာကိုတွေ့ရပါတယ် အဲ့တော့ကို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 အာဆိုရှယ်မီဒီယာတို့ဘာလို့ကနေအများကြီးကြည့်နေတာမျိုးပေါ့နော်ဒီလိုပုံစံမျိုးလေးတွေတွေ့ရတယ်ကိုကအမှဆိုရှယ်မီဒီယာပေါ်မှာဘလို့ post မျိုးတင်လဲကိုရဲ့ page တွေကိုရဲ့ post တွေ my day တွေဒီလိုတွေကနေမှအာကိုနဲ့တက်တက်တဲ့အကြောင်းအရာလေးတွေကိုပေါ့နော်အများကြီးတွေ့နေရတယ်ဆိုတာကိုဒီကနေ့မှတွေ့ရတာ Okay ဒါဆိုရင် ူကလေဒီမှာပတ်သက်ပြီးတော့လေအာသူ့ရဲ့စိတ်ကူးလေးရဘလို့ရှိလဲဒီမှာပတ်သက်ပြီးတော့သူစိတ်ကူးလေးရဘလို့ရှိလဲ Yeah. အဲ့တော့အင်းတခုလေးတော့ဒီ energy လေးများတကယ်ဝင်နေတယ်ဆိုရင်လေအာကိုကြောင့်တော့ကိုကြောင့်တော့တစ်ဖက်မှာကိုခေါင်းစဉ်အတက်တော်မခံနဲ့ပေါ့နော်အဲ့တော့တစ်ဖက်ရဲ့အနေထားမှာတစ်ဖက်ရဲ့ energy တဲတဲမှာအဲတကယ်လို့တစုံတယောက်ရှိနေတယ်ဆိုရင် ကိုတော့ခေါင်းစဉ်အတက်မခံနဲ့ဒါလေးကတော့ပုံပွေလင်းလင်းပြောပြတာပေါ့နော်သူကလေကိုနဲ့ပတ်သက်ပြီးတော့အရှိသွားမဲ့စိတ်ကူးတွေရှိတယ် ခြေနေကြည့်နေတဲ့ပုံစံမျိုးကိုတွေ့ရတယ်။အဲ့တော့ तू လှုပ်ချင်တယ် तू ကိုယ်အဲ तू ကိုယ်ဆက်သွယ်ချင်တယ်ကိုယ်စကားပြောချင်တယ်ဆိုတဲ့အနေအထားလေးတွေအများကြီးတွေ့ရတယ်။အာအများကြီးကိုကိုလေအပြင်ကနေမှချောင်းနေတယ်ပေါ့နော်ကိုနဲ့ပတ်သက်တဲ့ကိုကိုရဲ့အနေထားတွေကိုအများကြီးလေးလာနေတဲ့ပုံစံလေးကိုတွေ့ရတယ်တိတ်တဆိတ်ပေါ့နော်အာတစ်ချိန်ချိန်မှာသူကကိုကိုလာပြီးတော့စကားပြောမယ် လာပြီးတော့ပတ်သက်မယ် propose တွေလုပ်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်တစ်ချိန်ချိန်မှာဒါမဲ့အခုလားဆိုတော့မဟုတ်ဘူးပေါ့နော်မဟုတ်ဘူးဒါပေမဲ့သူကကိုယ်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘက်မှာသူ့အတွေ့အများကြီးရှိတာကိုဝန်တဲမှာတွေ့ရတယ်တချို့လေးတွေ့တချို့လေးတွေတဖက်လူမှာက official တွဲနေတဲ့သူမဟုတ်ရင်လဲအာ merit ပေါ့နော်အဲ့ဒီလိုမျိုး energy မျိုးလေးတွေရှိတယ်ဆိုပေမဲ့ဟုတ်အကြောင်းကတော့သူ့စီကိုရနိုင်တယ်ခေါင်းစဉ်ကြီးကြီးမားမားပုံစံမျိုးနဲ့ရနိုင်တာကိုတွေ့ရပါတယ်ဒါဆိုရင်ဒီ connection ရဲ့ရှေ့မှာဘာဖြစ်လာလဲလဲဒီ connection မှာကြီးရတာလေတချို့အထက်လူကြီး energy လေးတွေ့ရတယ်ကိုယ့်ရဲ့အထက်လူကြီးလိုပါလို့ပေါ့နော်ကိုယ်သဘောကျတဲ့ပုံစံမျိုးပေါ့နော်ဒါလေးတွေတွေ့ရတယ် source okay အဲ့တော့သူနဲ့ကိုနဲ့ connection လေးအရှိမပါရဖြစ်လာနိုင်လဲဆိုရင်တော့တဖက်လူကကိုကိုအများကြီးပေါ့နော်အများကြီးအဲစိတ်ကူးတွေအရှိရှိသွားဖို့ပေါ့နော်စိတ်ကူးတွေအများကြီးရှိလာနိုင်တယ်ဆိုပေမဲ့လေသူနဲ့ကိုနဲ့ဓာတ်ထဲထဲမှာလေနည်းနည်းလေးနည်းနည်းလေးဟိုလူပြောတိလူပြောပေါ့နော် အဲ့ဒီလိုမျိုးအတင်းအနေပါလေပြောခံရတဲ့ energy မျိုးလေးတွေဖြစ်လာနိုင်တာလေးတွေကိုတွေ့ရတယ်နော်အဲ့ဒါလေးတွေတော့တွေ့ရတယ်အဲ့တော့မွန်တရဲမှာတော်တော်များမြင်ရတဲ့ energy လေးကတဖက်လူရဲ့စိတ်ကူးထဲမှာအတွေ့အထဲမှာကိုရှိနေလားဆိုရင်တော်တော်ကိုကြီးကြီးမားမားရှိနေပါတယ်ဒါပေမဲ့သူနဲ့ကိုနဲ့ကြားတဲ့ထဲမှာအနည်းဆက်လို့မရနိုင်သေးတဲ့အခြေအနေတွေအများကြီးကို တွေ့ရပါတယ်သူနဲ့ကိုနဲ့ အဲသူ့ဘက်ကပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်အနေထားလေးတစ်ခုထက်ကြော်သွားပြီးတော့ဆက်ဆက်မိရင်ပတ်သက်မိရင်အဲချောင်းနေတဲ့မျက်လုံးတွေမျက်လုံးပေါင်း16000ရှိတယ်ဒါလေးကိုတွေ့ရပါတယ်အဲအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့သူနဲ့ကိုယ်နဲ့ကြားလဲတဲ့မှာတော့ရှေ့မှာအများကြီးအများကြီး energy တွေ ဒီတရားတရားမတူနိုင်တဲ့အတွက်ကြောင့်မလို့ energy တွေအများကြီးပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။လောလောဆယ်ဒီကောင်းစဉ်လေးအောက်တိုင်းပဲအောက်မှာပဲကြည့်မယ်ဆိုရင်တော့သူ့တွေးထဲမှာကိုရှိနေပါတယ်ရှင်။ယေရှုအများကြီးတင်ပါတယ်ရှင်။အဆောစားဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်။ မင်္ဂလာပါရှင် Channel Lab ပိုင်းမကနေပြန်လည်ကြိုဆိုပါရစေအခုဒီနေ့ reading လေးကတော့ဒါပတ်စင်ပြုတ်လုတ်ပေးနေကြ Sunday Lab message reading လေးရဲ့သူ့တွေးထဲမှာကိုရှိနေလားဆိုတဲ့ reading ခေါင်းစဉ်လေးကိုပြုတ်လုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့သူ့တွေးထဲမှာကိုရှိနေလား group 3လေးနော်သူ့တွေးထဲမှာကိုရှိနေလားရှိနေတယ်သူ့တွေးထဲမှာကိုရှိနေလားဆိုရှိနေတယ် အာသူကလေတိတ်ပြီးတော့ဘသူ့မှာတိတ်ကြီးမဆိုင်ဘူးသူစိတ်ထဲထဲမှာရှင့်ရှိတယ်ရှင့်မရှိဘူးသူအဲ့လိုလူမျိုးပေါ့နော်အာအဲ့လိုလူမျိုးဖြစ်တယ်အဲ့တော့တခြားလူတွေကကွာဟေး तू ကဘလို့ပဲညာပဲဖြစ်ဖြစ်မင်းနဲ့ तू ကဘလို့ပဲညာဘလို့ပဲပြောပါစေအိုးဒါပေမဲ့သူ့ရဲ့အတွေ့အကြုံမှာ तू လှုပ်ချင်တာလုပ်နေရတယ်သူရှိနေကိုရှိနေတယ်အဲအဲ့လိုမျိုးဆိုရပါ သူလှုပ်ရှင်တာလုပ်နေရရပြီပေါ့နော်ဒါမျိုးလေးကိုတွေ့ရတယ်အဲ့တော့ okay group 3လေးသူ့တွေ့တယ်မှာကိုရှိနေလားချုပ်လေးတွေအစ်စ်ပေါ့နော်အစ်စ်အစ်စ်ပေါ့ energy တွေတွေ့ရတယ်သူ့တွေ့ရမှာကိုရှိနေလား temperance 10 of pentacles သူ့တွေထဲမှာကိုရှိနေလားတဲ့သူ့တွေထဲမှာကိုရှိနေလားဆိုရင်တော့ကိုနဲ့ပတ်သက်တဲ့ energy ပေါ့နော်အာသူကလေတိတ်အာတယောက်ယောက်တယောက်ယောက်စီကထွက်လာတာအခုမှမနူးမနက်အရွယ်နော် ဒီတဲ့တဲ့မှာလေဒီတဲ့မှာဘာတွေ့ရလဲဆိုတော့ဟိုဟိုဘယ်လိုကမလဲစတိုရီတွေအများကြီးတော့တွေ့ရပေါ့နော်အဲ့တော့တခုကကြတော့အခုမှမနူးမနက်ကလေးအခုမှမိသားစုလောင်းရဲအားကနေစပြီးတော့ထွက်လာတဲ့အနေအထားမျိုးเนาะအခုမှစပြီးတော့အာလူလောကရေရေဝီ ဒါခြေစုံဝဲလာတဲ့ခြေစုံပြည့်ဝင်လာတဲ့မမဘွိုင်းလိုမျိုးပပဘွိုင်းလိုမျိုးမမကဲလိုမျိုးပပကဲလိုမျိုးမိသားစုရဲ့လောင်းရင်အောက်ကနေမှစပြီးတော့ရောက်လာပြီးတော့အဲ့လိုမျိုးလေးတွေ့တဲ့ပုံစံမျိုးဒါလေးကိုတွေ့ရတယ်အဲ့တော့သူ့တွေ့ထဲမှာကိုရှိနေလားဆိုတော့သူ့တွေ့ထဲမှာကိုတည်းမဟုတ်ဘူးတခြားအရာကြီးလည်းရှိတယ်အဲ့တော့အခုဟာရင်ခုန်တက်စစိတ်ကူးရင်ဒါစိတ်ကူးရင်ကစဟိုဘာပဲတွေ့တွေ့ ဟိုလေတိုက်လဲတိရွတ်လှုပ်လဲခုခုခိခိရည်တတ်တဲ့အရွယ်နော်အဲ့လိုမျိုးအနေအထားမျိုးဖြစ်နေတာပေါ့နော်အဲ့တော့သူ့တွေ့ထဲမှာကိုရှိနေလားဆိုရင်အခုဒီ group 3လေးကြည်နေတဲ့သူဟာခက်ငယ်ငယ်ပဲရှိသေးတယ်အခုမှစပြီးတော့ဟိုနော်ဟိုဒါချစ်သူရေးစားစထားမယ် first love တွေဖြစ်မယ်အဲ့ဒီလိုမျိုးဆိုရင်တော့သူ့တွေ့ထဲမှာကိုရှိနေပါတယ်အဲ့ဒီလိုပဲဟိုတခြားအကြောင်းအရာတွေတခြား အနေထားတွေလည်းအများကြီးရှိနေပါတယ်လို့ပြောပြပေးချင်ပါတယ်เนาะဟိုတအားတအားကြီးလေးနဲ့ပြောတအားကြီးဟာဒါမှဒါဆိုတဲ့ energy မျိုးတော့မဟုတ်သေးဘူးရှိတော့ရှိနေတယ်ရှိစားပြုနေပြီးအဲ့ဒီပုံစံမျိုးလေးကိုတွေ့ရပါတယ်เนาะအဲ့တော့ what is the food the food ကမခါပြန်ကြနေတယ် อเคเออ group 3เลတွေကိုအထူးပြောပြပေးချင်တာကသူ့တွေ့တယ်မှာကိုရှိလားဆိုရင်တော့ရှိတယ်ဒါပေမဲ့လေအရန်ကြီးကိုဟဲငါ့ကိုအရန်ကြွေနေပြီဟဲ तू ကငါမငါဖြစ်နေတယ်ဟဲ तू ကဘလူဆိုပြီးတော့အရန်ကြီးတော့ပြစ်မဝင်ပါနဲ့哦နည်းနည်းလေးကိုကိုကိုပြန်ထိန်းမှာဘာဖြစ်လို့လဲဆိုတော့ तू ဟာအာအရန်လေးနဲ့တဲ့တဲ့မှာမပါဘူးတခုခုဆိုရင်ယူယူမူမူဖြစ်တတ်တော့ညာလဲ လေးလေးနက်နက်ရှိဖို့ခဲရင်တဲ့သူမျိုးလို့ပြောလို့ရတဲ့အတွက်ကြောင့်မလို့သူတွေထဲမှာကိုရှိလားဆိုရင်ရှိတယ်ဒါပေမဲ့ကြာကြာတော့မခံဘူးအငွေ့တော့ပြန်တတ်တယ်ဒါလေးကိုအထူးပြောပြပေးခြင်းနဲ့ပေါ့နော်ရှိသွားတဲ့ချိန်ဆိုရင်လည်းအေးစကားလေးပြောနေရောဖောင်ဖွဲ့နေပြီးအောင်ပြောနေတတ်တော့ညာလဲကိုနဲ့ဝေးသွားတဲ့အခါပဲဖြစ်ဖြစ်ကိုနဲ့နော်ဟို နောက်ကျော်လဲလိုက်တဲ့အခါပဲဖြစ်ဖြစ်ပျောက်သွားတတ်တဲ့လူမျိုးအဲ့လို energy မျိုးဖြစ်တယ်လို့ဟောဒီထဲမှာတွေ့ရတယ်။နည်းနည်းလေးတစ်ချက်သတိထားပါတော့။အဲ့တော့သူ့ရဲ့စိတ်ကူးထဲမှာသူကဘယ်လိုနေထားမျိုးရှိနေလဲ။ root 3ရဲ့တပတ်လူရဲ့စိတ်ကူးထဲမှာသူက root 3 ကဲမွန်ခွန်းကပြောသလိုမျိုးပေါ့နော် group 3လေးရဲ့တစ်ဖက်လူပေါ့နော်သူဆိုတဲ့သူလေးကလေသူလူချင်တာတွေတအားများပါတယ်နော်သူလူချင်တာတွေတအားများတယ်သူဖြစ်ချင်တာတွေတအားများတယ်နောက်တစ်ခုဟာကြတော့လေဟိုအမြဲတမ်းအိမ်ထဲမှာပိတ်မိနေတဲ့ကလေးတယောက်အမြဲတမ်းလောင်းရိပ်အောင်မှာမိနေတဲ့သူတယောက်ကဟိုကိုနဲ့တွေ့လိုက်တဲ့အချိန်မှာမနှူးမနှက်ကလေးနဲ့ပေါ့နော်မနှူးမနှက်ကလေးနဲ့တိတ်ပြီးတော့လဲ experience တွေကမရှိဘူးတချို့တွေ first love တွေပေါ့အဲပြီးတော့တချို့တွေအခုမှ ဒါမမမောင်လေးအတွဲတွေအာဦးနဲ့မမီနဲ့အတွဲတွေအဲ့လိုမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေဆိုရင်တော့နည်းနည်းလေးတော့တစ်ဖက်လူကအာလိုချင်တာတွေများတယ်ချစ်ချင်စိတ်စိတ်ကူးတွေများတယ်ဒါကူတယောက်ထဲနဲ့လားဆိုတော့မဟုတ်ဘူးသူပျော်ရွှင်တဲ့အနေအထားလေးသူပျော်ရွှင်နေဆိုရင်သူက အခုပုံမှာအဆင်ပြေတယ်တာယာတယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့နည်းနည်းတစ်ချက်တတိထားပါအရန်ကြီးအိုအရင်ကြီးကမှ100%ကြီးပုံအောလိုက်တာယုံလိုက်တာဒါမျိုးကတော့စောပါသေးတယ်လို့ပြောပြပေးချင်ပါတယ်။ Nationality connection လေးရှိမှာပါပဲဆက်ဖြစ်လာနိုင်တယ်။ ဒီ connection လေးဘာတွေဆက်ဖြစ်လာနိုင်လဲဆိုရင်တော့အာလိလာရအောင်မယ်စဉ်းစားရအောင်မယ်သုံးသပ်ရအောင်မယ်အတကယ်ကိုနော်အိုမချွတ်မဖြစ်တဲ့ energy ပေါ့တိတ်မရင်ချက်ဘူးပေါ့နော်တိတ်မရင်ချက်ဘူးဒါလေးကိုတွေ့ရတယ်အဲ့တော့ဒီ connection လေးက3နှစ်3မိုးလေးလာမှသာသူ့ရဲ့အခြေအနေကိုသိရမယ်ဆိုတာကိုတော့တွေ့ရတယ်အချိန်တစ်ခုယူပြီးတော့လေးလာမှသာ သူ့ရဲ့အကြောင်းကိုကောင်းကောင်းကားကားနာနာနောကြည်နေအောင်သိရလိမ့်မယ်ဆိုတဲ့ပုံစံကိုတွေ့ရပါတယ်အဲ့တော့သူ့ရဲ့အတွေ့အကြုံမှာကိုရှိလားဆိုရင်ရှိပါတယ်အဲ့ဒီလိုပဲကို့အပြင်ပေါ့နော်အတခြားမင်းကလေးတွေတခြားကောင်မလေးတွေတခြားကောင်လေးတွေကိုပြောချင်တာမဟုတ်ဘူးသူ့ရဲ့အတွေ့ဟာဒီအချစ်တစ်ခုတည်းပေါ်မှာဟိုသွားပြီးဥတည်နေတာမဟုတ်ဘူးသူအများကြီးပဲအများကြီးပဲသူစိတ်ဝင်စားတဲ့အရာမှန်သမျှသူအကုန်လုံးရှိနေတဲ့လူမျိုးဖြစ်တယ်အဲ့တော့သူ့စီမှာ အရန်ကိုလေးနက်တဲ့ energy တော့မရှိသေးတဲ့အတွက်ကြောင့်မို့လို့သတိထားပါလို့ပဲပြောပြပေးချင်ပါတယ်အဲ့တော့ပေါ့ပေါ့ပပလေးသွားခြင်းနဲ့ဆိုရင်သွားလို့ရတဲ့လူမျိုးသူလည်းပေါ့ပေါ့ပပကိုလည်းပေါ့ပေါ့ပပဆိုရင်သွားလို့ရတဲ့သူမျိုးဖြစ်တယ်သူတွေ့တယ်မှာကိုရှိတော့ရှိနေတယ်မလေးနက်သေးဘူးဆိုတဲ့အလေးတော့ပြောပြပေးချင်ပါတယ်ရှင်ယေရှုအမြဲတမ်းပါတယ်အစအစင်ပြပါစေလို့ဆုတောင်းပေးပါတယ်ရှင်